အားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တည်းအားလုံးမင်္ဂလာပါ Super Sunday ရဲ့ဒါထိပ်သီးနှစ်သိမ်းရဲ့ပွဲပေါ်လေ Arsenal နဲ့ Chelsea ရဲ့ပွဲမှာတော့တစ်ဖက်တကူးစီသေနဲ့ထပ်ပြီးတော့သေကြတယ်ဒီပွဲက Stamford Bridge မှာဒါနဲ့ဆို3နှစ်ဆက်တိုက်တည်ကြတာပေါ့လေ Mikel Arteta ရဲ့အသင်က Chelsea ကိုခုနောက်ပိုင်းရှုံးပွဲမရှိကစားထားတာမှန်ပေမဲ့ Stamford Bridge မှာတည်ရလနဲ့ဒါဂျင်းနဲ့ရတယ်တကယ်ဆိုရင်တယောက်ယောက်နေတဲ့ Chelsea က ဒါဒုတိယပိုင်းမှာလည်းကောင်းကောင်းချင်းချောက်ကစားနိုင်ခဲ့တယ်အထူးသဖြင့် Whiteside Kaiseiro ထုတ်ခံရသည့်တိုင်အောင် Chelsea ကဒီနေ့ပွဲမှာတော်တော်လေး brave ဖြစ်တယ် organize ဖြစ်တယ်ကွန်းလေက reach chain ကဒါဒီပွဲရဲ့အကောင်းဆုံးကစားမလို့ပြောရမှာဖြစ်ပြီးတော့သူတော်တော်လေးကောင်းတယ်ကန်စစ်ကဆိုလဲ Trevor Chalobah ရောနောက်တစ်ခုက Wesley Fofana ရောတော်တော်လေး solid ဖြစ်တယ် Chelsea ရော Arsenal ရောနှစ်သင်းလုံးကဘလို့လာအပ်တဲ့အဝါကက်တွေအများကြီးတယ် ဒါအာစနယ်ကအထူးသဖြင့်မိုင်းလူးစကယ်လီမဝင်ခင်မှာဝီကာဒိုကာလီဖီယူရီရဲ့ဟင်ကပီရဲ့တစ်ဖက်ကမုစကယ်ရာရောအာရောအဝါထီတို့ကွင်းလေကစူပါမန်ဒီပါအဝါထီတဲ့အခါမှာကစားမတွေတိတ်ပြီးတော့အမှားမလို့ရေးဘူးအမှားလို့တာနဲ့ထုတ်ခံရမှာဖြစ်တယ်။ဘာကြောင့်လဲဆိုအဲ့ဒီအချိန်မှာခိုင်ဆီတို့ဒိုက်ရဲ့အင်ဒီထုတ်ခံထားရတဲ့အတွက်တင်ကြရတော့တစ်ချိန်မို့တစ်ချိန်မှာသူလည်းထုတ်ခံရနိုင်တော့နောက်ပိုင်းမှာကစားတဲ့ပုံစံကြီးလဲသူတို့ဘောလုံးအများကြီးမကင်ရဘူးတမ်းပီပေတမ်းပီပေဒါပေမဲ့ပြဿနာကဘောလုံးအရန် slow ဖြစ်တယ်ဘောလုံးအရန် slow ဖြစ်တယ် Chelsea ရဲ့ game plan ကတော့ရှင်းတယ် ပထမပိုင်းမှာအာဆယ်တက်ပူကောင်းအောင်ကစားတယ်ဒါပူပြီးတော့ pressure ပေးတယ်တောင်မန်လေး wide position နဲ့တော်တော်လေး pressure လုပ်တယ်ဆလီပါနဲ့ Gabriel တယောက်မို့တယောက်မပါတဲ့အခါမှာခန်းစစ်ကြောင်းကနည်းနည်း shaky ဖြစ်တယ်ကွလေကလည်းဒါ Chelsea အသင်းကအတိုင်းလာတို့တီဆိုးမှုထားပြီးတော့ Chelsea ကအစောပိုင်းမိနစ်တွေမှာသူတို့ game ကိုသူတို့တိဆောက်ထားတယ်။ Arsenal ကစတင်မလုပ်နိုင်ဘူး။မမေရပထမပိုင်းမှာလည်းကျွန်တော် Martinelli ရှိကကျွန်တော်ထူးထူးခြားခြားဘာမှမလုပ်ပြနိုင်ဘူး။ Bakayoko Saka ကတော့အဓိက main threat ဖြစ်တာမှန်တယ်။ ဒုတိယပိုင်းမှာ Nonimatuweke ဝင်လာတဲ့တိုင်အောင်ကျွန်တော် Nonimatuweke ဝင်လာတဲ့အချိန်မှာ Saka ကိုဘယ်ပို့ Matuweke ကိုညာပို့ရင်ပို့ပြီးတော့ impact ဖြစ်နိုင်မှာဘာလို့ဆိုတော့အစောပိုင်းမိနစ်တလျှောက်လုံးမှာ Nonimatuweke ဘယ်ဘချမ်းကတိတ်မလွတ်ဘူး Saka ကိုပို့ရမှာဒါပေမဲ့ Saka ကြောက်ပဲ Mikel Merino တလုံးပြန်ချီတယ်ဒါပေမဲ့ Chelsea ကဒုတိယပိုင်းမှာသူတို့ game plan ကရှင်းတယ်ပွဲတပ်ပူချမှာတပ်ပူချဖို့ပဲ ဘာလို့ဆိုအာဆနယ်ရဲ့ဘောလုံးပွဲရပြီဆိုတာနဲ့တန်ဖိုးချမယ်တန်ဖိုးချမယ်တန်ဖိုးချမယ်ဒါဒါထုံးစံတိုင်းပဲဘယ်အသင်းမဆိုတယောက်ရောက်နေတဲ့အသင်းတစ်သင်းကပြိုင်ပတ်အသင်းဘောလုံးရသွားမှာပြိုင်ပတ်အသင်းရတန်မိသွားမှာကိုလုံးဝမလူလားဘူးဒါတတ်နိုင်သမျှဂိမ်းကို stop လုပ်မယ်တန်ဖိုးချမယ်အာဆနယ်ကလုံးဝကိုဒါတန်ဖိုးတင်လို့မရတဲ့အခြေပွဲဆရုံရှိတယ်ချက်စီတွေစိတ်ကြိုက်ပေါ့လေ Trevor Chalobah ခေါင်းတိုက်သွားတယ်တကယ်ရှန်တိန်တိုက်သွားတယ်တကယ် quality ခေါင်းတိုက်မှုဥဆောင်မှုရတယ်1-0ဖြစ်တယ်ဆိုခိုင်ရှီတို့ထောက်ခံရကလေးကချက်စီဟာ transition ကိုဦးတည်ပြီးတော့တကယ်တမ်းဒါ Moises Caicedo ထွက်သွားတဲ့အချိန်မှာ NATO ကတော်တော်လေးလုံတယ်ဗျာသူတယောက်ထဲ something happen ဖြစ်နိုင်မဲ့အခြေအနေမျိုးတွေသူတော်တော်လေးဖန်တီးတယ် Arsenal point of view အကြည့်လို့ရှင် too slow too slow ပဲ attacking ပိုင်းမှာရောဒီတိုင်းပဲဒါကွင်းလေတွေဘောလုံး passing တွေက majority ဘောလုံးတွေအားလုံးဟာ sideway 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 shot target ကနှစ်သိန်းလုံးပြတယောက်ကိုလေးလုံးစီထိတယ်ဒါပေမဲ့ Chelsea ကပို့ပြီးတော့အထံပိုများတယ်တံပြန် transition တွေမှာပို့ပြီးတော့အထံပိုလုပ်တယ်နောက်တစ်ခုကဘောလုံးကိုကင်ထားပြင်မဲ့ Arsenal အသင်းရဲ့ဒီနေ့ threat လုတ်ပိုင်ပါတော်တော်အားနေတယ်ဒီချက်ကဒီနေ့ Mikel Arteta နည်းနည်းနောက်တရစရာချက်ဘာကြောင့်လဲဆိုတော့ပြိုင်ဘက်ကတယောက်ရော့တယ်ဗျာမိနစ်30ကျော်မှတယောက်ထုတ်ခံရတယ်အဝေးကွင်းဖြစ်သည့်တိုင်အောင်တယောက်ထုတ်ခံရတယ်မှာအသင်းကြီးတစ်သင်းနေတယ်ဥမာ Chelsea တယောက်ထုတ်ခံရတဲ့အချိန်မှာ Brighton ကိုသူတို့ရှုံးသွားတယ် Man United ကိုသူတို့ရှုံးသွားတယ် ဒါပေမဲ့ Arsenal ကအဲ့လိုမလုပ်နိုင်ဘူးအဲ့ဒါအဓိက story ပဲအဓိက story ပဲ Arsenal ဘာဖြစ်လဲဆိုတော့ goal ထပ်ပေးရမှာကိုစိုးရိမ်နေတယ်သူတို့1 nil down ဖြစ်တယ်1-1ဖြစ်သွားတဲ့အချိန်မှာနောက်တစ်ခုပြန်ပေးရမှာကိုစိုးရိမ်နေတဲ့အတွက်ထင်သလောက်မတိုက်နိုင်ဘူးမတိုက်နိုင်တဲ့အခါမှာဘာဖြစ်လဲဆိုတော့ဒါ Chelsea ဘက်ကအိုးပြာဥမာ Trevor Chalobah ရောမဒီ Cucurella ရောဒီတစ်ဖက်က Gusto ရောတစ်ဖက်က Fofana ရောဟာပြာရာခတ်နေတဲ့ခံစစ်ဘယ်လိုပုံစံမျိုးအေးဆေးဆေးပဲ တားဆီးနေလားအာဆယ်လုံးတွေတော်တော်များများကျွန်တော်ပြောချင်တာဗျာတလုံးတိုက်လို့အလုံးပေါင်းမြောပြားဆိုတာ cross ရထောင်းနေအလုံးပေါင်းတိုက်လို့ Chelsea ကပြိုဆင်းနေတဲ့ပုံစံကျွန်တော်လက်ခံတယ်ဒါပေမဲ့အဲ့လိုကိုမဖြစ်တာအဲ့ဒါဘာဖြစ်လဲဆို Chelsea organize ဖြစ်တယ်ကွင်းလယ်ကတော်တော်လေးလုံအားကောင်းတယ် reaching တော်တော်ကောင်းတယ်လို့ပြောရမယ်အာဆယ် creative မလုပ်နိုင်ဘူး wide position တွေကိုသူတွားတယ်တွားတယ်တွားတယ်ပြန်ဆွဲလာတယ်ပြန်ထောင်းတယ်များသွားလိုက်နည်းသွားလိုက်နေအခင်းကအတိုင်းပဲ Mikel Merino တလုံးကောင်းတိုက်ပြီးတဲ့အချိန်မှာ Arsenal က 2C 211ဖြစ်သွားသည်တိုင်အောင်ကျွန်တော်အနေနဲ့ဒုတိယအနိုင်ကိုရနိုင်မဲ့ chance ကဘာမှထွေးထူးမရှိဘူးဒါဒီတလုံးဘယ်လိုပြောမလဲဝင်လာတဲ့ချိန်မှာမီခေမရီနိုတလုံးကလန်ကန်နဲ့ကုသမပြန်ထွက်လာတဲ့တလုံးဒါပေမဲ့ပွဲပြီးကန်ဒီမှာမနစ်ကပုံစံ feeling တိုင်းပဲဘယ်လိုမနစ်ကပုံစံပြောမနစ်ကတော့ကျွန်တော်မှတ်မရဘဲတောင်ပန်ကနေ William Saliba cross နဲ့ပို့လိုက်တဲ့ချိန်မှာ Harvard ရဲ့ Trossard ရဲ့တယောက်ရှိတယ် Harvard ကအသင်းပိတ်ရောအဲ့ဒါကို Trossard ကမမီမကန်နဲ့ဖြတ်ပိတ်လိုက်တဲ့ချိန်မှာ Harvard ရှိမရောက်တော့ဘဲနဲ့ပ ဒီ flat ဖြစ်ပြီးတော့မှဘာဖြစ်သွားလဲဆိုတော့ထောဆိုးလဲထောဆိုးပိတ်လိုက်တဲ့အလုံးက harvest ချင်မရောက်ဘဲနဲ့ဘေးထွက်သွားတယ်အခုလဲဒီတိုင်းပဲ Piero Hinckley ပို့လိုက်တဲ့အလုံးဟာတကယ် quality ပဲ Julian Timber ခုန်တိုက်တဲ့အချိန်မှာသူ့အနောက်မှာ Yokris ကအပိုင်တေးချပေါက်ရမယ်အပိုင်ခေါင်းတိုက်ခွင့်ဒါပေမဲ့ Yokris မရလိုက်ဘဲနဲ့ Timber shutting ဖြစ်သွားတဲ့အခါမှာအဆုံးသက်ဒါဒါမနစ်ကလည်းဒီနေ့တပုံစံနဲ့ပဲဒါပေမဲ့ overall performance ကြီး Arsenal အနိုင်မထိုက်တယ်တေးတမတ်ပဲတယောက်ရောတဲ့အသင်းကို ခန်းစစ်ကို break မလုပ်နိုင်ဘူးအဝေးက half chance လောက်ပဲဖန်တီးတယ်ချယ်ဆီကတယောက်ထုတ်ခံလို့ဒါသူတို့ဒီလိုပုံစံဖြစ်တာ၁၁ယောက်၁၁ယောက်ဆိုရင်တော့အာဆန်ဒီနေ့ပွဲမှာရှုံးသွားနိုင်တယ်ဘာကြောင့်လဲဆိုသူတို့ကစားတာကောင်းတယ်၁၀ယောက်၁၁ယောက်၁၁ယောက်တည်းကလည်းကောင်းတယ်၁၀ယောက်မှလည်းသူတို့ခန်းစစ်တော်တော်လေးကောင်းတယ်ချစ်လက်တယ်တံပြန်ကောင်းတာတွေတော်တော်လေးဒီ pressure ပေးနိုင်တယ်ဒါဘာဖြစ်ဖြစ်ဒါနှစ်သင်းလုံးအတွက်တေးတမက်ကမျှတာတဲ့တေးတမက်လို့မြင်လို့ရတယ်အာဆန် point of view အရှိလို့ရှိရင် ပေးသက်တယောက်နေတော့အားမလို့အားမရဖြစ်တာပေါ့လေဒီပွဲကသုံးမှတ်ရသွားရမယ်ပွဲမျိုးကျွန်တော်ပြောချင်တာမိနစ်60အတွင်းမှာ10ယောက်11ယောက်11ယောက်11ယောက်ကစားလို့ကျွန်တော်တည်ကြတာဒီဖြစ်နိုင်ကြီးဗျာလက်ခံလို့ရပါမယ်11ယောက်11ယောက်မဟုတ်ပဲ10ယောက်11ယောက်မှာမိနစ်60ကျော်လောက်ကစားရတယ်ဗျာဒါပေမဲ့ဘယ်လိုပြောအောင်လဲလုံလောက်တဲ့ creative ဘာမှမလုပ်ပြနိုင်ဘူး အဲ့ဒါတော်တော်ဆူဆူဝါပဲဗျာလုံရခွေးတည်း तू အပြောင်းလဲ shift တွေ तू မလုပ်ဘူးဗျာအထက်ကလုတ်တော့လုတ်တယ် तू ဆက်ဆာချင်း तू ထက်တစ်ပြောင်းလိုက်တဲ့အချိန်မှာချက်ချင်းချေပါဖို့ရသွားတာမှန်ပေမဲ့အဆုံးတက်မှာအနိုင်ကိုရနိုင်မဲ့ over the line မရဘူး ခါလေးကြရင်အဝေးက test လုပ်ရမှာကိုယ်မဆန်းချက်ကိုလုံးဝ test မလုပ်နိုင်တဲ့အချက်အဲ့ဒီချက်ကိုကျွန်တော် frustrated ဖြစ်တဲ့အချက်ပဲ Chelsea point of view ကကြည့် Chelsea တယောက်ထုတ်ခံရတယ်ဘာပဲဖြစ်ဖြစ် game management သူတို့အများကြီးကောင်းတယ်တံပြန်ကောင်းတာမှာတော်တော်လေးလုပ်တယ်ခိုးဖားမှမတုံးတာတော့သိပြောကြမှာရှိဘူးအခုမှတန်ရရတဲ့ကစားမတယောက်က chase နေရတဲ့ပွဲမျိုးမှာမလိုအပ်ဘူးဆိုတော့နီးပြလူထုတ်ပုံအပြောင်းလဲတွေအကုန် sport on ဖြစ်တယ်ကျွန်တော်အတွက်တော့ဒီပွဲ man of the match က rechain rechain တော်တော်လေးကောင်းတယ်အာဆင်နယ်အတွက်တော့ဒါဘယ်လိုပြောမလဲအဝေးကွက်မှာတယောက်အသာနဲ့ရပါမိမယ် နိုင်မခံနိုင်ပဲတီးတမတ်နေတာဂျီနဲ့ခင်ရပါလို့ကြီးတမတယ်